နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ဂျေဇုတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇွန်လ၂ရက်တနင်္လာနေ့ ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး9အခန်းငယ်16မှ29အထိငါသည်အဘယ်သူ၏ကြုံမဖြစ်တော်လဲတာ၍များသောသူတို့ကိုရခြင်းအလိုငှာလူတကာတို့၏ကြုံခံရ၏ယူဒလူတို့ကိုရခြင်းအလိုငှာယူဒလူတို့၌ယူဒလူကဲ့သို့ ဖြစ်၏ပြည့်ညတ်တရားကို ကိုယ်တိုင်မစည်းကပ်တော်လဲ ပညာတရားကိုစီကတ်သောသူတို့ကိုရခြင်းအလိုငှာပညာတရားကိုစီကတ်သောသူတို့၌ပညာတရားကိုကျင့်သောသူကဲ့သို့ဖြစ်၏ဖျားသခင်ရှိတော်၌တရားမဲ့မနေခရစ်တော်၏တရားကိုကျင့်သောသူဖြစ်တော်လဲပညာတရားမဲ့သောသူတို့ကိုရခြင်းအလိုငှာပညာတရားမဲ့သောသူတို့၌ပညာတရားမဲ့သောသူကဲ့သို့ဖြစ်၏အာနေသောသူတို့ကိုရခြင်းအလိုငှာ အာနေသောသူတို့၌အာနေသောသူကဲ့သို့ဖြစ်၏အချို့သောသူတို့ကိုတစုံတစ်ခုသောအမှုအရာအဖြစ်ကဲတင်ခြင်းအလိုငှာခတ်သိမ်းသောသူတို့၌ခတ်သိမ်းသောအရာဖြစ်၏သင်တို့နှင့်အတူဧဝံဂေလိတရားကိုဆက်ဆံခြင်းအလိုငှာဧဝံဂေလိတရားကြောင့်ထို့သို့ငါပြုလေရှိ၏မြေတလင်း၌ပြန်၍ပြေးကြသောသူအပေါင်းတို့သည်ပြန်၍ပြေးကြတော်လဲ တယောက်သေးသာလျင်စုကိုရသည်ဟုတင်တို့မတိကြသလောစုကိုရမည်အကြောင်းပြေးကြလောပွင့်၌ပြန်၍အချင်းချင်းတိုက်သောသူမြည်ဒီကအရာရာ၌တတ်မဲ့ချင်းကိုချုပ်တီးတတ်၏ထိုသူတို့သည်ညှိုးနွမ်းပျက်စီးတတ်သောပန်းဥရစ်ကိုရခြင်းအလိုငှာပြုကြ၏ငါတို့မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအလို့ငှာပြုကြ၏ထိုကြောင့်ငါပြေးသောအခါအမှတ်တမဲ့ပြေးသည်မဟုတ်လက်ပွေသတ်သောအခါအာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်သူတစ်ပါးကိုဆုံးမပြီးမှကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်းကိုယ်ကိုထိုး၍နှိမ့်ဆက်လေရှိ၏ ဆုကိုရမည်အကြောင်းပြေးကြလော့။ကောရိန္သုဩဝါဒစာပထမစာခန်းကြီးကိုခန်းငယ်24ဆုံးရှုံးခြင်းအဖြစ်အနိုင်ရခြင်း။အောင်မြင်မှုမရှိခြင်းသည်အောင်မြင်ခြင်းထက်အမှန်ပို၍စွမ်းအားကြီးသည်ဟုဖရော်ဖက်ဆာမော်နီကာဝတ်ဝတ်ကဆွေးနွေးပြောဆိုခဲ့သည်။သူမ၏သူတည်တနာပြုချက်အရလူသည်အောင်မြင်ခြင်းတွင်မဟုတ်ပဲအောင်မြင်လူနီးနီးအချိန်တွင်တွက်လက်အားအပြည့်ဆုံ လောက်ရှာရင်လောက်ဆောင်မှုအခံရဆုံးဖြစ်သည်ဟုဖော်ပြထားသည်။တစုံတဦးရီမှန်းချက်ပြက်ပြီးကြရှုံချင်းကလူကိုဆက်လက်ရှင်သန်ပြီးစ조사ရုံးကအာထုတ်ရန်လောက်ဆောင်မှုပေးတတ်ပြီးတစ်ဖက်တွင်လည်းအလွယ်တကူအောင်မြင်မှုရရှိခြင်းကစွမ်းအားနှင့်လောက်ဆောင်လောက်ရှာနိုင်စွမ်းတို့ကိုချိနဲ့စေတတ်သည်။ what body အမည်သည်တခင်ခရစ်တော်နောင်လိုက်ခြင်းကိုအပြည့်ပြိုင်ဝဲအဖြစ်ရှင်ပေါလုခိုင်းနိုင်ထားသောကောရိန္သုဩဝါဒစာပထမစာခန်းကြီး9ခန်းငယ်24မှ28နှင့် ဖိလစ်ပိဩဝါဒစာခန်းကြီး၃ခန်းငယ်၁၂မှ၁၄ကျမ်းပိုက်၂ပိုက်အပေါ်ထိုးထွင်းဉာဏ်အမြင့်တစ်ကိုပေးသည်ဥပမာနှစ်ခုလုံးကေတင်ချင်းတတိကံအတွက်ရှိသမျှအစွမ်းကုန်စူးစမ်းအထောက်၍ရှင်း၌ရှိသောအရာတို့ကိုကန့်လန့်၍စုကိုရမည်အကြောင်းပြေးကြရန်အလေးပေးဖော်ပြထားသည်ကျွန်ုပ်တို့သည်အေဝံဂေလိတရားကိုသစ္စာရှိစွာဝေမျှခြင်းသခင်ခရစ်တော်ကိုသိကျွမ်းခြင်းစသည့်အမှုများအတွက်စူးစမ်းအထောက်လီသည်။ပြီးစီအောင်မြင်ပြီးဟုပြော၍မရခြင်းက ဝိယောတိဖြစ်စေသည့်အမှန်တရားတစ်ခုဖြစ်သည်ကျွန်ုပ်တို့၌အမြဲလိုအပ်မှုရှိနေပြီးဆက်လက်ကြိုးစားရအောင်မည်စုံလင်ခြင်းတို့ရောက်ပြီဟုကျွန်ုပ်တို့မြည်သည့်အခါမှပြောနိုင်မည်မဟုတ်ပါ သို့တော်၎င်းသည်အထူးကြအရေးပါသည့်ခရစ်တော်နှင့်ပုံမိုနီးကဲ့ရဲ့ဆွဲခေါ်နေသည့်အတွေ့အကြုံဖြစ်ခြင်းကြောင့်ကောင်းပါသည်တနေ့တွင်ကျွန်ုပ်တို့ကိုအောင်မြင်ခြင်းတို့ပို့ဆောင်မည်သခင်နောက်တော်တို့စိတ်နှလုံးအကျွေးမဲ့လှမ်းလျှောက်နိုင်အောင် ကျွန်ုပ်တို့ကိုအားဖြည့်လျက်လုံဆော်သည်မှာ တခင်ဤခွန်အားတကိုးပင်ဖြစ်တော်မူ။ပြက်ကွက်ချို့ယူကြရှုံးမှုအဖြစ်တိုးတက်ရှင်သန်မှုကိုတည်မြီတို့ကြုံတွေ့ခုသည်။ခရစ်တော်ကို အမိပြုရန်ချို့ယူကြရှုံးမှုများကမြည်တို့အားပေးသည်။ ချစ်တော်ဘုရားသခင်ကြွရင်းကြရှုံမှုအတွက်စိုးကြောက်ရမလို့ပဲစင်ဆက်မပြတ်ကိုလိုနှင့်မိခဲ့ရင်ဤအခိုက်အတန့်များကိုကိုရောအသုံးပြုတော်ကြောင့်ဂျေစုတင်ပါ၏သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာ ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။